ကရင်ပြည်နယ်များရီမြို့က DKPA ထိန်းချုပ်ရာမင်းလက်ပံရွာရှိကြားဖြန့်ငွေလင်ကိုင်းကနိုင်ငံသားသားအလုပ်သမားတွေဟာထိုင်းနိုင်ငံဘက်ဝင်ရောက်ဖို့တောင်းရင်မြစ်ပြီးဆောင်ဆိုင်နေပေမဲ့ထိုင်းဘက်ကလက်မခံသေးဘူးလို့သိရပါတယ်။မင်းလက်ပံရွာရှိကြားဖြန့်ငွေလင်ကိုင်းအလုပ်သမားတထောင်လောက်ဟာတောင်းရင်မြစ်ပြီးကတဲတောင်ပြင်မှာစုဝေးဆောင်ဆိုင်နေတာဖြစ်တယ်လို့သိရပါတယ်။ကြားဖြန့်လုပ်ငန်းကနိုင်ငံသားသားလုပ်သားတွေဟာထိုင်းအနာပိုင်တွေကိုခုံလုံးငွေပေးဖို့နဲ့လာရောက်ခေါ်ယူပေးဖို့အကူအညီတွေတောင်းခံနေကြတယ်လို့လည်းသိရပါဗျ။ နိုဝင်ဘာလ25ရက်ညပိုင်းအထိကြားဖြန့်လုတာ900ဝန်းကျင်မှာတောင်ရင်မြစ်ကိုဖျက်ကျော်ကထိုင်းနိုင်ငံဘက်ကိုရောက်ရှိလာပြီးထိုင်းဘက်ကလက်ခံခဲ့သေးတယ်လို့လည်းသိရပါဗျ။အဲဒီနောက်မှာတော့26ရက်နေ့မှာတော့ထိုင်းဘက်ကကြားဖြန့်လုတာတွေထိုင်းနိုင်ငံဘက်ဝင်ရောက်တာကိုပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။မင်းလက်ပံရွာက DKBA ထိန်းချုပ်ထားတဲ့ကြားဖြန့်ကိုင်းကို KNL ပူးပေါင်းတပ်တွေဝင်ရောက်စီးနှင်းခဲ့ပြီးစစ်အုပ်စုတပ်ဖွဲ့လက်အောက်ခံ DKBA တပ်ဖွဲ့နဲ့ KNL တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကြားဖြန့်ယုံကအလုတ်သမားတထောင်လောက်ဟာထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ဖို့တောင်းရင်းမြစ်ဘေးမှာစောင့်ဆိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ KNL ကဝင်ရောက်စီးနင်းခဲ့တဲ့ကြားဖြန့်ရုံကိုစစ်အုပ်စုတပ်တွေကနိုဝင်ဘာ26ရက်နေ့နေ့လယ်ပိုင်းအထိလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီကြားဖြန့်လုံသားတထောင်ဝင်းကျင်ဟာနိုဝင်ဘာလ28ရက်အထိတောင်ရင်းတောင်ပြင်မှာစောင့်ဆိုင်နေကြဆဲဖြစ်ပြီးအဆိုပါလုံသားတွေကို KNU ကအကူအညီဆောင်ရှောက်ပေးထားတယ်လို့လည်းသိရပါတယ်။